အခုကဘာကြီးမှာကျမတို့တကဘာလုံးမှာနော်ဘေးအန္တရာယ်ပြောမယ်ဆိုရင်တော့ကပ်ဘေးပေါ့နော်ကပ်ဘေးအပြုံမျိုးကြုံနေရတာတွေရှိပါတယ်နော်လူတွေအဆုလိုက်အပြုံလိုက်သိဆုံးတာတွေအဆုလိုက်အပြုံလိုက်တဘာဝဘေးကြုံတာတွေဒါမျိုးတွေရှိနေပါတယ်အဲ့တော့ကျမအနေနဲ့ကတော့ဘာဒီဘလို့ဖြစ်နိုင်လဲဆိုတာမျိုးပြောတာထက်ဘေးအန္တရာယ်ကင်းအောင်ဘယ်လိုနေရမလဲဘယ်လိုနေထိုင်ရမလဲဆိုတာကိုကျွန်မအရင်ဆုံး မျှဝေချင်ပါတယ်အဲ့တော့ခုနကသားသမီးတွေအတွက်ကိုဘေးအန္တရာယ်ကင်းမှုဘလို့နေထိုင်နိုင်တယ်လဲပေါ့နော်ဒါကိုကျမမျှဝေပါမယ်ဘာပဲလှုပ်လှုပ်ပေါ့နော်ကိုကကြောင်းသွားတာပဲဖြစ်ဖြစ်ယုံသွားတာပဲဖြစ်ဖြစ်အလုံးလှုပ်တာပဲဖြစ်ဖြစ်ဘာပဲလှုပ်လှုပ်နေ့စဉ်အန်ဒီရဲ့ကင်းချင်တယ်ဆိုလို့ရှိရင်တော့ကျမကဒီအချက်ကလေးတွေကိုဂယူဆိုင်ပေးပါဘာပဲလှုပ်လှုပ်ပါနော်ကြောင်းသွားတဲ့လူပဲဖြစ်ဖြစ်နော်စီးပွားရှာတဲ့လူပဲဖြစ်ဖြစ် เนาะဘလို့ဘာကိုပဲလောက်ပါစေဘေးအန္တရာယ်ကင်းစေဖို့အတွက်ကတော့ကျွန်မအခုမျှဝေတဲ့အချက်ကလေးတွေကိုလှုပ်ဆောင်ပေးပါဒါဆိုလို့ရှိရင်တော့ဒါဘေးကင်းပါလိမ့်မယ်เนาะနောက်တစ်ချက်ကကျွန်မဒီဟာမျှဝေနေတဲ့အချက်တွေထဲမှာကျွန်မအခုเนาะကြာသပတေးချူအပြောင်းလဲမှာเนาะအောက်တိုဘာလ16ရက်နေ့ညမှာကြာသပတေးချူကပြောင်းပါတယ်เนาะကြာသပတေးချူကမေထုံရာဒီကနေပြီးတော့ကရကတ်ရာဒီကို ပြောင်းပါတယ် ကြာသပတေးချူအပြောင်းလဲကြောင့်တချို့လူတွေမှာစီဝါတက်စရာတွေရှိတယ်။နောက်ငွေကြေးစီဝါငွေကြေးကန်တက်စရာတွေရှိသလိုပဲပညာရေးနဲ့ဘာသာရေးမှာအဆင့်တက်သွားတာတွေတိုးတက်သွားတာတွေရှိလိမ့်မယ်။ပြီးတော့ကျန်းမာရေးမှာလည်းမကျန်းမာမှာဖြစ်နေရဆိုရင်ဒီကာလမှာကြာသပတေးချူပြောင်းနေတဲ့ကာလမှာဆေးကောင်းဝါးကောင်းတွေးပြီးတော့ယောဂဝေဒနာကန်ကြွေးကန်နာ ပြောင်းနိုင်တဲ့ကာလဖြစ်တယ်ပေါ့နော်အဲ့ဒီကာလကိုကျမက48ရက်ရှိတယ်စုစုပါအဲ့ဒီ48ရက်မှာကျမက48ရက်အဓိဋ္ဌာန်လေးလုပ်ပြီးထားပါတယ်အဲ့ဒါကကျမရဲ့ Facebook page မှာနေ့စဉ်48ရက်အဓိဋ္ဌာန်ဆိုပြီးတော့တင်နေပါတယ်နော်ဒီနေ့ဆိုလို့ရှိရင်တော့ 3ရက်မြောက် day 3တင်ရမှာပါအဲ့တော့ရှေ့ကဒါကိုမသိခဲ့ဘူးမလုပ်ခဲ့ရဘူးဆိုတော့လူများဒီနေ့လုပ်လို့ရပါတယ်เนาะဒီနေ့ကနေစပြီးတော့လုပ်ဆောင်နိုင်ပါတယ်ကျမရဲ့ Facebook မှာကျမ page မှာတင်ထားပါတယ်အဲနောက် TikTok မှာလည်းကျမတင်ပေးနေပါတယ်เนาะအဲ့ဒါလေးတွေကို like ပြီးလုပ်ဆောင်ခြင်းအားဖြင့် ဘလို့အကျိုးထူးရမလဲဆိုရင် အကျိုးထူး၄ခုရမယ်နံပါတ်၁ကကျတော့ငွေကြေးကံကောင်းလာမယ်เนาะငွေကြေးကံကောင်းလာမယ်နံပါတ်၂ကကျတော့เนาะပညာရေး စင်ကျင်တုံတရားเนาะဓမ္မနဲ့အာဓမ္မဓာတွေကိုသိသိချာချာခွဲခြားပြီးသိလာလိမ့်မယ်เนาะပညာရေးပညာလိုနေတဲ့လူတွေပညာသင်ကြားဖို့အတွက်เนาะရည်ရွယ်ချက်ရှိတဲ့လူတွေနိုင်ငံခြားမှာသွားပြီးတော့ကျောင်းတက်ချင်တဲ့လူတွေเนาะအဆင့်မြင့်ပညာရေးကိုလေ့လာစီးပူးချင်တဲ့လူတွေဘွဲ့လွန်တက်ချင်တဲ့လူတွေဓာတွေအားလုံးဒီရတရားထဲမှာ အကျိုးဝင်ပါတယ်ဒီရတရား48ရဲ့ရတရားအဋ္ဌိဌံကိုလောက်ပါဒါဆိုရင်ပညာရေးကံကောင်းပါမယ်နံပါတ် ုံးကားကြတော့เนาะဘာသာရေးဘာသာရေးမှာအဆင့်တက်သွားပါလိမ့်မယ်เนาะဆရာမဘလို့အဆင့်တက်မှာလဲဆိုတော့ကိုယ့်ရဲ့ငကိုရှိပြီးသားเนาะဘာသာရေးနဲ့သက်ဆိုင်တဲ့ဟောဟုတုတာပဲဖြစ်ဖြစ်တရားအသိအမြင်ပဲဖြစ်ဖြစ်เนาะရှေ့ကိုတဆင့်နောက်ထပ်တဆင့်ထပ်ပြီးတော့တိုးတက်သွားပါမယ်တချို့လူတွေအတွက်ကတော့ဒီကြာသပတိအပြောင်းလဲကာလမှာဘာသာရေးနဲ့ပတ်သက်တဲ့เนาะတရားထူး တရားထူရဖို့အတွက်လမ်းကြောင်းပေါ်ရောက်နေတဲ့လူတွေဆိုရင်တရားထူရပါလိမ့်မယ်တရားထူနဲ့ရဖို့အတွက်လမ်းကြောင်းပေါ်တော့မရောက်သေးဘူးဒါပေမဲ့เนาะပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်ဆိုလို့ရှိရင်လေเนาะဒါတရားထူရဖို့အတွက်နီလန်ပေါ်လာပြီးတော့လမ်းကြောင်းပေါ်ကိုရောက်လာပါလိမ့်မယ်เนาะဒါက၃ချက်ပေါ့เนาะနံပါတ်၄ချက်ကကြတော့ကျမ်းမာရေး နော်လူတိုင်းလူတိုင်းမှာဝိကြွေးကံကြွေးဆိုတာလူတိုင်းမှာရှိတယ်နော်ကျွန်မအခုဘေးလင်းဟောနေတော့ကျွန်မတွေ့ရတယ်တချို့လူတွေရဲ့ကံကြွေးတွေဝိကြွေးတွေနော်ဘလို့ယောဂါတွေနော်ဘလို့ဝေဒနာတွေ तू ကတော့ဘလို့ယောဂါကသူ့ရဲ့ကံကြွေးဖြစ်တယ်အဲ့ဒီယောဂါကို तू ကဘယ်အသက်အပိုင်းခြားမှာသူ့ကိုအဲ့ဒီယောဂါကအကျိုးပေးနိုင်နေဟလာဒါဒီအားလုံးကိုကျွန်မဇာတာစင့်ရင် ဒါတွေကိုတွေ့လာရတယ်သီလားเนาะအဲ့တော့ကျမကလည်းကျမဘေးရင်ဟောပေးတဲ့လူတိုင်းကိုကျမကဇာတာဖွဲ့ပေးတယ်လူတိုင်းကိုဖွဲ့ပေးတယ်ဖွဲ့ပေးပြီးရင် ကျမအဲ့ကိုဖွဲ့ပေးလိုက်တဲ့ဇာတာကိုကျမထိုင်ပြီးတော့ကြည့်ပြီးကျမစစ်တယ်စစ်စစ်တယ်ပေါ့เนาะဒါစစ်တယ်လို့ပြောမှာဘေးရင်ဆရာအသုံးလုံးဆိုတော့ကြည့်တဲ့ခါကျရင်အဲ့လူတယောက်ကဟာ तू ကတော့ဘယ်အသက်အရွယ်ဘယ်အပိုင်းချမှာလဲ तू ကကန်ကျွေးကိုဘယ်လိုစကန်ကျွေးဘယ်လိုဆက်ခဲ့တယ် ဟာဘယ်သူဘယ်အသက်အရွယ်ပိုင်းခြားရရင်နောက်ထပ်သူဆက်အမယ်ကံကြွေးရရှိနေသေးတယ်။ဟာဘယ်အသက်အရွယ်ပိုင်းခြားကြရင်တော့သူကသူ့ကံကြွေးတွေတော့ကုန်ပြီ။အဲ့ဒီအချိန်ကြမှာသူ့ရဲ့ဥစ္စာဟာမြဲလိမ့်မယ်။သူကဘယ်အသက်အရွယ်ဘယ်ပိုင်းခြားမှာဆိုရင်တော့သူကနော်ဒီခုလုံနေရဲ့လုံလုံနေရဲ့လက်ရှိအလုပ်တွေအားလုံးကိုပြစ်ချပြီးတော့နောက်ထပ်အလုပ်တစ်ခုမှသူကနော်ဘယ်လိုပြောရမလဲဒါနောက်ထပ်အလုပ်တစ်ခုအလုပ်ကောင်းတစ်ခုကိုသူကလုပ်ရလိမ့်မယ်ဒါမျိုးတွေ အကုန်လုံးအဲ့လိုမျိုးတွေကိုသူ့ရဲ့အသက်အပိုင်းချလိုက်ပေါ့နော်တည်လာရတာတွေရှိပါတယ်နော်အဲ့လိုမျိုးကကျမအတွက်ကတော့ဒါလေးစိတ်ဝင်စားစရာလေးကောင်းတယ်ပြီးတော့ကိုယ်ရှိမှာဘေးရင်မေးတဲ့လူတွေကိုကိုကကျမအယူထင်တာတော့ကျမထိထိရောက်ရောက်ကူညီနိုင်တယ်လို့တော့ကျမယူဆတယ်။ဘာကြောင့်လဲရေဒီယာကိုကျမကကုသိုလ်ရေးရေဒီယာတွေပေးလိုက်တယ်။အဲ့ဒီရေဒီယာတွေကိုတကယ်ယုံယုံကြည်ကြည်နဲ့လုပ်တယ်ဆိုရင်အဲ့ဒီလူတွေဟာနော်ကျမ ယူဆထားတဲ့သတ်မှတ်ထားတဲ့အသက်အပိုင်းခြားမှာသူတို့ကံကြွေးတွေဒါเนาะဘယ်လိုပြောမလဲဟိုတချို့ဆိုလို့ရှိရင်တော့ကံကြွေးဒါပြန်ပေါ်လာဖေရှားပြီးသားဖြစ်နိုင်တယ်တချို့လူတွေကြတော့ကံကြွေးတွေဆက်တဲ့ခါတက်တာသွားနိုင်တယ်ပေါ့เนาะဒါကတော့သူ့ရဲ့နော်အတိတ်ကကံနေပေါ်မှာနေမူတည်တာမဟုတ်ဘူးလက်ရှိပြစ္ဆုတ်ပံကာလမှာသူဘာလုပ်နေတယ်လဲလက်ရှိပြစ္ဆုတ်ပံကာလမှာလှုပ်တော့ကုသိုလ်ရေးဟာလေ အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျမကဒါတွေကကျမဘေးရင်ဟွန်းရင်းနဲ့ကျမတွေ့လာတယ်ကျမရဲ့အတွေ့အကြုံတွေပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းကကျမတို့အခုကာလကလောဘသိပ်ကြီးလို့ရတဲ့ကာလမဟုတ်ဘူးပေါ့နော်ဘေးအနေရဲ့ကင်းကင်းနဲ့ကိုကဒီကက်ဘေးတွေကနေလွတ်မြောက်အောင်နော်ကက်ဘေးကြုံနေတဲ့ချိန်မှာတန်ကြွေးပါဆက်ရတယ်ဆိုရင်တော့စဉ်းစားစဉ်းစားကြည့်တော့နော်အရန်ကို ဒုက္ခရောက်မယ်ခက်ခဲမယ်ပေါ့နော်အဲ့တော့ကျမကလူတိုင်းလူတိုင်းကိုကျမကဘေးအန္တရာယ်ကင်းစေခြင်းနဲ့စိတ်အေးအေးသစိတ်တောင့်တတလေးနဲ့เนาะရှင်သန်စေခြင်းနဲ့အဲ့ဒါကြောင့်ကျမကဘယ်လုံးဘယ်လုံးလုံးအန္တရာယ်ကင်းခင်းလုံနိုင်ဖို့အတွက်ကျမအခုမျှဝေပါမယ်ဒါလေးကိုတော့နေ့တိုင်းလုပ်ပါเนาะနေ့တိုင်းမနေ့အိယာကထားတဲ့အခါကျရင်เนาะမနေ့အိယာကနေနိုးလာပြီဆိုတာ ਨੇ တရဏဂုံသုံးပါးကိုကိုးကောက်ရွတ်ပါဗုဒ္ဓံတရဏကိသာမိဓမ္မံတရဏကိသာမိတန်ခံတရဏကိသာမိနော်လုံးဝမပြတ်ပါနဲ့တောက်လျှောက်ကိုဗုဒ္ဓံတရဏကိသာမိဓမ္မံတရဏကိသာမိတန်ခံတရဏကိသာမိဗုဒ္ဓံတရဏကိသာမိဓမ္မံတရဏကိသာမိတန်ခံတရဏကိသာမိဗုဒ္ဓံတရဏကိသာမိဓမ္မံတရဏကိသာမိတန်ခံတရဏကိသာမိအဲ့လိုမျိုးနော်တရဏဂုံတည်ပြီးမှအိယာကထပါနော်သိသိချာချာလှုပ်ပါအဲ့လိုတရဏဂုံတည်ပြီးပြီဆိုရင် ကျမတို့တရဏဂုံတီးပြီးမျက်စိမဖွင့်သေးဘူးအသိစိတ်နာတာနဲ့တရဏဂုံတီးလိုက်ပြီးပြီးရင်ကျမကဘာလုပ်လဲဆိုတော့30ပုံသားများအားလုံးကျမပါစေချမ်းသာပါစေဘေးဆိုးအန္တရာယ်ဆိုးတွေဝေးကြပါစေကျမအဲ့လိုဆူတောင်းတယ်เนาะအဲ့တော့အဲ့လိုမျိုးမြစ်တာပို့ပြီးတော့ထရင်လဲရတယ်เนาะတရဏဂုံတီးပြီးတာနဲ့ တချို့ကနော်ဘာလို့ကြသလဲဗုဒ္ဓနုသတိပွားတာရှိတယ်နော်တရဏဂုံတည်ပြီးပြီဆိုတာနဲ့ဒါမိုးလင်းတာနဲ့နော်မိုးလင်းတာနဲ့တရဏဂုံတည်ပြီးတာနဲ့အရဟံတမန်တမ္ပုဒ္ဓောဝိဇ္ဇာသရဏတမန်တော်သူကတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတာရတိသတ္တာတွေကမနှုတ်တာနဲ့ဘုံတော်ဘဂဝါဆိုပြီးတော့နော်ဂုံတော်ကိုးပွားကိုးပါးကိုကိုကပွားပြီးတော့ ဲ့ရထားလို့လည်းရတယ်เนาะဂုံတော်ကိုးပါးကိုအိမ်ကိုကပွားပြီးတော့အဲ့ရထားမယ်မျက်နှာသိတဲ့ခါကျတော့လည်းเนาะကိုကဇက်တိုက်ကွာလုံနိုင်ပိုကောင်းတယ်နော်ညနာတက်တဲ့ခါကြလေခုနှစ်သားသမီးတွေကျမပါစီချမ်းသာပါစီဘေးရန်ကင်းပါစီနတ်ပုံချပုံမှာနတ်မင်းကြီးများနေတကွာကြကြမင်းကြီးပါဝင်တက်ထာရထဝိယူတကဝိယူပကဟုဝေရဟူသောနတ်မင်းကြီးများလေကျမပါစီချမ်းသာပါစီ ဖုန်းတကူများတိုးကြပါစီအဲ့လိုမျိုးကိုမြတ်တာပို့ပြီးတော့ မျက်နာသစ်တာတွေတကူကြီးတန်ရှင်းလောက်တာတွေဒါမျိုးတွေလုပ်လို့ရတယ်เนาะဒါကနေ့တိုင်းလုပ်ရမယ်အလုပ်ပေါ့เนาะအဲ့တော့မြစ်တာပို့ပြီးတော့မြစ်တာမျက်နာသစ်တာရေချိုးတာဒါမျိုးတွေလုပ်လို့ရတယ်ဟုတ်ပြီအဲ့လိုလုပ်ပြီးပြီဆိုရင်ကျမတို့ကဖျားဆင်ရှိမှာကျမတို့ကဆုံးကတ်တာတို့ပါလုပ်တယ်လေเนาะဆုံးကတ်တဲ့ခါကျတော့လေငါးပါးသီလယူဆုံးကတ်ဆုံးကတ်ပြီးတာ ਨੇ เนาะ ဗုဒ္ဓအနုသတိဘွားပေါ့နော်ဂုံတော်ပတိတပတ်လောက်စိတ်နိုင်စိတ်ပါဂုံတော်ပတိစိတ်ဖို့အတွက်ခက်ခဲတယ်ဆိုရင်ဂုံတော်ကိုးပါးကိုကိုးကပူဇော်ပါဂုံတော်ကိုးကကိုးပါးကိုကိုးကလည်းပူဇော်ပြီးပြီအလုတ်သွားမယ်ဟလာကြောင်းသွားမယ်အချိန်ရောက်ပြီဆိုလို့ရှိရင်စွန်းတော်လည်းကတ်ပြီးပြီဆိုရင်ကို့မှာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့ပြည့်သွားပြီလို့ပြောလို့ရတယ်နော်မိုးလင်းနာနဲ့ကိုက ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကိုဆွတ်တော့ကတ်ချင်းဟာကိုယ့်ရဲ့ဒါနကုသိုလ်ကိုကခြိလိုက်တာเนาะဘုရားနုသတိပွားတယ်ပြီးလို့ရှိရင်ကျမတို့ကမေတ္တာဘာဝနာပွားတယ်ဆိုတာကဒါဘာဝနာကုသိုလ်เนาะဖះရှိခိုးပြီးတော့ငါးပါးသီလလေးယူလိုက်တယ်ဆိုရင်သီလကုသိုလ်အဲ့တော့မနှက်ပိုင်းလေးမှာဒါနသီလဘာဝနာလူတိုင်းလုပ်နိုင်ပါတယ်နော်အဲ့တော့လုတ်ပါကျမမေတ္တာရဲ့အထူးပဲတိုက်တွန်းပါလေ နေ့စဉ်နေ့တိုင်းဘေးအန္တရာယ်ကင်းကင်းနဲ့เนาะအခုတို့ကင်းကင်းဘေးအန္တရာယ်ကင်းကင်းစိတ်တတောင့်တတာလေးနဲ့ရှင်သန်နိုင်ဖို့အတွက်ဆိုရင်မိုးလင်းတာနဲ့အဲ့ဒီဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကို အရင်လုပ်ပါပြီးမှ ကိုတနည်းလုပ်ရမယ်ကျောင်းသွားရမယ်လူကကျောင်းသွားမယ်ဈေးသွားရမယ်လူကဈေးသွားမယ်เนาะကိုအလုတ်သွားမယ်လူကလည်းအလုတ်သွားမယ်အဲ့ဒါမျိုးကိုနေ့တိုင်းလုပ်ပြီးပါ နော်ဒါကမိုးလင်းတာနဲ့တရဏဂုံဒီမဲမျက်နှာသိရင်နဲ့ရေချိုးရင်နဲ့မေတ္တာပို့မယ်ပြီးလို့ရှိရင်ဖះကိုစွန်းတော်ကတ်လူမယ်ကတ်ရင်နဲ့ကိုကငါးပါးသီလာလေးယူမယ်ပြီးရင်ဂုံတော်လေးကိုကပွားများမယ်လမ်းဒါဟုတ်ပြီပွားပြီကိုကလမ်းအိမ်ကိုအိမ်ကနေထွက်မယ်ဆိုရင်မိဘရှိရင်အိမ်ကမိဘကိုကတော့ပြီးမှသွားပါ နော်အိမ်မှာမိဘရှိရင်အိမ်ကမိဘကိုကထော့ပြီးမှသွားပါကျမတို့လိုမိဘနဲ့ဝေးနေရတဲ့လူတွေကတော့စိတ်ကနေပြောဖဖေးကျမ်းမာပါစေချမ်းသာပါစေမိမိကျမ်းမာပါစေချမ်းသာပါစေဖဖေးကိုသမီးကတော့ပါတယ်ဆိုပြီးတော့ အာယုံနဲ့ပဲကျွန်မဆိုကြတော့နိုင်နေကျွန်မအမေကိုလည်းအဲ့လိုပဲဩအမေကျမ်းပါပါစေချမ်းသာပါစေမိမိဘေးကင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေတရားထူးတရားမြတ်ရရှိပါစေဆိုပြီးတော့နော်ဆူတောင်းရင်းနဲ့ပဲစိတ်မှန်းနဲ့ပဲကြတော့လို့ရတယ်နော်အဲ့တော့အိမ်မှာမိဘရှိနေတဲ့လူတွေအင်မတန်ကံကောင်းနေမိဘနဲ့နေရတဲ့လူတွေကအင်မတန်ကိုကံကောင်းတဲ့လူတွေပါအဲ့တော့အိမ်ကနေမထွက်ခင်မှာမိဘကိုကြတော့ပြီးမှထွက်ပါ ဒါဟာဘေးအန္တရာယ်ကင်းစေတဲ့အကြောင်းရင်းထဲမှာအရေးကြီးဆုံးအကြောင်းရင်းဖြစ်ပါတယ်။နော်အဲ့တော့မူလင်းနာနဲ့ငါးပါးသီလ sorry တဏ္ဍာကုံတီမယ်မြတ်တာပွားမယ်ငါးပါးသီလယူမယ်ပြီးရင်နော်ကျမတို့ဗုဒ္ဓနုစရိပွားမယ်ဟုတ်ပြီအိမ်ကနေထွက်တဲ့အခါမိဘကိုကတော့ပြီးတော့ထွက်မယ်ဒါကမနက်ပိုင်းမှာကျမတို့လုံနိုင်တဲ့ဒါနသီလဘာဝနာကုသိုလ်ပါ နေခင်ပိုင်းကျမတို့ထမင်းနေပိုင်းစားပြီးသွားပြီ။ကျောင်းမှာရုံးမှာအလုပ်ထဲမှာနေခင်မှာထမင်းနေပိုင်းစားပြီးသွားပြီဆိုရင်နော်။ငါသောပြင်အဲ့ဒီအချိန်မှာလေကျမတို့ကကုသိုလ်လုပ်လို့ရတယ်။ထမင်းမစားခင်မှာပဲလှုပ်လှုပ်ထမင်းစားပြီးတော့ပဲလှုပ်လှုပ်ကျမတို့ကုသိုလ်လုပ်လို့ရတယ်။ဘာလဲဆိုတော့ကို့မှာကို့မစားခင်မှာကို့မှာပိုတယ်လျှံနေဆိုရင်အဲ့ဒီပိုတာလျှံတာကိုအထက်အလျောက်လှူဒန်းမှာနော်။ကိုစားမဲ့အစားတွေရပဲဖြစ်ဖြစ် ကိုတောက်မဲ့ရေတွေရပဲဖြစ်ဖြစ်ဖះဝင်နေမဟုတ်ဘူးကိုပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေသူတို့တွေကိုကိုက sharing ဒီမှာတော့ sharing and caring လို့ခေါ်တယ်ကျမကတော့ကျမစားကန်နေတိုင်းเนาะကျမရဲ့အစားအသောက်ကိုကျမကျမဘေးနားမှာရှိနေတဲ့လူပေါ့နော်လူဆိုရင်လူကိုကျွေးတယ်တရိတ်ဆန်လေးတွေဆိုတရိတ်ဆန်လေးတွေကိုကျွန်မကျွေးတယ်ပေါ့နော်ဒါကလည်းကိုတက်နိုင်တဲ့အလှလေးပါပဲဒါလေးကိုလည်းကိုကပုံမှန်လေးလုပ်သွားမယ်ဆိုရင်ဒါကိုကလည်းနေတိုင်း ကုသိုလ်ပြုတာပဲပေါ့နော် ဟုတ်ပြီညပိုင်းကျရင်မအိတ်ခင်မှာနော်မေတ္တာပို့ပါမေတ္တာပို့ပါအိတ်ခင်မှာကိုဒီနေ့တွေးမဲ့တွေးခဲ့တဲ့လူတွေအားလုံးကိုမေတ္တာပို့ပါပြီးရင်အတတ်နိုင်ဆုံးတရားကိုတရားထိုင်ပြီးမှ အိပ်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းချင်တယ်เนาะတရားထိုင်ခြင်းအားဖြင့်ကျမတို့ကိုအကျိုးပေးရမယ့်အကုသိုလ်တွေစောင့်နေတယ်ကျမတို့နောက်မှာစောင့်နေတဲ့အကုသိုလ်တွေဆိုတာလူတိုင်းမှာရှိတယ်เนาะ လူတိုင်းလူတိုင်းမှာကုသိုလ်ကံအကျိုးပေးမယ့်အသက်အပိုင်းခြားဆိုတာလူတိုင်းမှာရှိသလိုပဲလူတိုင်းလူတိုင်းမှာအကုသိုလ်ကံအကျိုးပေးမယ့်အသက်အပိုင်းခြားဆိုတာလူတိုင်းမှာရှိတယ်။တမန်လူတွေဒါကိုမသိနိုင်ပေမဲ့ကျမတို့လိုဘေးဒင်းဆရာတွေကနော်ဒီလူတယောက်ရဲ့ဇာတာကိုကြည့်လိုက်တာနဲ့သူ့တရားစားနေတဲ့ကာလကိုကြည့်လိုက်တာနဲ့သူ့ကိုနော်ကောစာသူ့ရဲ့မွေးဇာတာပေါ်မှာကောစာအစင်းင်းကိုကြည့်လိုက်တာနဲ့ ဟာ तू ကဘယ်အသက်အပိုင်းချမှာတော့ तू ဒုက္ခရောက်လိမ့်မယ်။ဘယ်အသက်အပိုင်းချမှာတော့ तू ကုသူကံရဲ့အကျိုးကို तू ခံစားရတော့မယ်။ဒါကိုဘေးရင်ဆရာအနေနဲ့သိတယ်။ကျွန်မဆိုရင်ကျွန်မဟိုလာပြီးတော့မေးတဲ့လူတွေရဲ့ဇာတာကိုကျွန်မကြည့်လိုက်တိုင်းအာ तू ကလက်ရှိက तू ကနည်းနည်းစိုးနေပြီ။သူ့ကိုတော့ဘလို့ရေတရာပေးမှသူ့ကိုနော်အကျိုးပေးမဲ့အကုသူကိုဟန်တားနိုင်တော့မယ်။ဒါကိုသိတယ်။ နော်ဟာ तू ကတော့ဒီချိန်မှာကောင်းကောင်းတော့မယ်အဲ့တော့ तू ဘာလေး तू ဘာလေးလိုနေတယ် तू ပတ်စံကြီးအများကြီးရတော့မယ်ဒါပေမဲ့ပတ်စံကြီးအများကြီးရအောင်ရဖို့အတွက် तू ဘာလေးလုပ်ဖို့လိုနေတယ်အဲ့ဒါလေးကို तू သေးသေးချာချာလုပ်ရင် तू ဘယ်လာမှာ तू ပတ်စံအများကြီးဝင်လိမ့်မယ်ဒါကိုသိတယ်ဒါပေမဲ့ဒါကိုဘေးရင်ဆရာကျွန်မသိပေမဲ့သာမန်လူတိုင်းကဒါမသိနိုင်ဘူးနော်အဲ့တော့ကျမပြောချင်တာကိုယ့်ရဲ့ကံတရားအခြေအနေကဘလို့ရှိတယ်လဲဆိုတာ တမန်လူတွေနေနဲ့မသိနိုင်ပါဘူးเนาะအဲ့တော့မသိနိုင်တဲ့အတွက်ကိုကနေ့တိုင်းဒါနကုသိုလ်သီလကုသိုလ်ဘာဝနာ ကုသိုလ်လေးကိုကလုပ်သွားမယ်เนาะညပိုင်းမှာလည်းကိုကတနေ့ကို မိနစ်30လောက်တရားထိုင်တာ24နာရီမှာမိနစ်30တရားထိုင်နေဆိုတာတကယ်တော့ဘာမှရှိတာမဟုတ်ဘူးအဲ့ဒီမိနစ်30ဆိုတာကျမတို့တွေနော်ဒီတိုင်းနေ Facebook သုံးရင် Facebook တောင်မှတနေ့တနေ့မိနစ်30မကသုံးကြသေးတာပဲမဟုတ်ဘူးလားနော်အဲ့တော့အဲ့ဒီမိနစ်30လောက်ကိုတရားထိုင်ခြင်းအားဖြင့်ဘလို့အကျိုးကျေးဇူးရှိတယ်လေလို့ပြောရင်ကျမပြောမယ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်တာမတည်ငြိမ်တာဒါဒီထအခုချိန်မှာဒါဒီကျမမပြောချင်ဘူးပြောချင်တာက တနေ့ကိုမိနစ်30တရားထိုင်ုံနဲ့တင်ကိုကိုအချိုးပေးတော့မယ်အကုသူကံကိုကိုကဖယ်ရှားနိုင်တယ်။နော်ဒါရုံုံကြည်ကြည်နဲ့လောက်ပါတရားမိနစ်30တနေ့ကိုမိနစ်30ပဲတရားထိုင်မှာကိုကိုအခုကိုကိုအချိုးပေးတော့မယ်အကုသူကံကိုနော်အကုသူကံကကိုကိုအချိုးပေးဖို့အတွက်ခတ်သွားပါလိမ့်မယ်နော်ဒါကိုယုံကြည်ကြည်နဲ့ကျမအလုပ်စီချင်တယ်အဲ့တော့ညအိယာဝင်ခံနီးတိုင်းအိယာမဝင်ခင် ဖះရှိခိုးတယ်မေတ္တာပို့တယ်ပြီးရင်ကျမကတော့တရားထိုင်စေချင်တယ်မိနစ်30လောက်အနည်းဆုံးတရားထိုင်ပြီးမှအိမ်ရောက်ဝင်ပါပေါ့နော်ဒါကတော့အဲ့လိုမျိုးနေထိုင်နေတနေ့တနေ့နေတိုင်းနေသွားရင်ဒီခစ်ဆိုးကတ်ဆိုးကာလာမှာဘေးကင်းကင်းနဲ့ကိုကကြံခဲ့လိမ့်မယ်ပေါ့နော်ဒါဘေးကင်းနိုင်တဲ့ညီးကိုကျွန်မမျှဝေတာ